ရောက်มาတဲ့ KNU ခေါင်းဆောင်တေခါနီအဖိုးကြီးတွေကိုမေးကြည့်ပါတယ်။ငါတို့ရဲ့ PDF တွေရဲ့အသက်တွေငါတို့ရဲ့ကရင်ပြည်သူလူထုလူကြီးလူငယ်တွေရဲ့အသက်တွေငါတို့ရဲ့ကရင်ပြည်နယ်တပြည်နယ်လုံးဝဘငွေတန်ဆေးရနဲ့ပဲတန်တာလာမေးလို့ဖိုးကြီးတို့ရေဟာစမတပေမတအစ်တရားမရှိကိုကြီးစတရားမရှိရောက်มาတဲ့เนาะကရင်ပြည်နယ်ကိုဖျက်ဆီးရောင်းစားတဲ့เนาะကရင်လောက်ကောင်အဖိုးကြီး KNU စီးပွားရေးသမားတို့ရေ အခုမှမို့ဘာတင်းတွေကြားလဲဆိုတော့တင်းသစ်တခုနော်ပြည်သူတို့နော်ကရင်ပြည်နယ်အာစလန်ဆယ်လပိုင်း18ရက်နေ့မှာ KNU ကောင်းဆောင်တွေရအောင်ပြန်တော့ဖွင့်မယ်တဲ့နော်ဘာကြောင့်လဲဆိုတော့ထိုင်းအာနာပိုင်နဲ့ဒီစစ်တပ်အာနာပိုင်တွေကညစ်နိုင်ပြည်နယ်နောက်ပိုင်းမှာသူတို့ကိုဘာငွေတန်းစစ်ရပေးမယ်အဲ့ဒီအာစလန်မကိုသူတို့ရအောင်ပြန်တော့ဖွင့်ပေးရမယ်သူတို့လည်းရအောင်ဖွင့်မယ်18ရက်နေ့နော် ဲ့ဒါပြောချင်တာတော့ငါတို့ရဲ့ကရင်ပြည်နယ်ရဲ့အနာကငါတို့ရဲ့ကရင်ပြည်လူထုတွေရဲ့အနာကတနိုင်ငံလုံးရဲ့အသက်တွေအနာကတွေကမြို့တော့ဘငွေသန်းစစ်ရနဲ့ပဲတန်တာလာနော်အဲ့ဒီဘငွေသန်းစစ်ရနဲ့ငါတို့ PDF တွေရဲ့အသက်ပေါင်းများစွာကိုတို့လဲလိုက်တယ်ငါတို့ကရင်ပြည်သူလူထုကရင်နယ်မြေကရင်မြို့ကရင်ရွာတပြည်နယ်လုံးကိုနဲ့တို့လဲလိုက်တာအေးလို့နော်တလိုက်ဆန်ထက်ဆိုးတဲ့ခေါင်းဆောင်တွေလူရောက်မှာခေါင်းဆောင်တွေမျိုးမစစ်အမျိုးဖြက်တိုင်းဖြက်တီဖြက်ဒီနယ်ရောင်းစား နော်လူမျိုးကိုဖျက်ဆီးရောင်းစားနေတဲ့ရုပ်တမခေါင်းဆောင်တွေဟမ်လောင်းဝကိုကျင်းစာတရားမရှိစောက်ဆက်တရားမရှိအဲ့ဒီဘတ်ငွေတန်းစေးရနဲ့နော်နည်းနည်းလေးနဲ့နည်းနည်းလေးနဲ့ကြက်ချီဝက်ချီလောက်နဲ့နေတို့သွားပြတော့နှမျောတယ်ဟမ်တန်ဖိုးထားနေတယ်အဲ့ဒီဘတ်ငွေတန်းစေးရကိုနေတို့အတွက်အရန်ကိုတန်ဖိုးစီတယ်ငါတို့ရဲ့ကင်ရင်ပြည်သူထုတ်သက်ပေါင်းများစွာငါတို့ရဲ့ဖီဒီအတရသက်ပေါင်းများစွာအနာကပေါင်းများစွာလူငယ်တွေရဲ့အနာကပေါင်းများစွာကို ဲ့ဒီဘတ်ငွေတန်းစီရနဲ့တို့လဲလိုက်တယ်ငါတို့ရဲ့ကရင်ပြည်နယ်ကတန်းစီရနဲ့ပဲတန်တာလားငါတို့ရဲ့ကရင်ပြည်နယ်နော်အရန်ကိုတန်ဖို့စီတဲ့အဲ့ဒီအာဆလမ်မကတန်းစီရနဲ့ပဲတန်တာလားဖိုးကြီးတို့ဟမ်နေတော့တာလူအောင်နောက်လူစိတ်နည်းနည်းစီလို့စီရင်လေငါတို့မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့နေ့ဒီမိုကရေစီဖက်ဒရယ်ရတဲ့နေ့အာနာစင်အာနာယူစစ်တမအေလို့တွေကြဆောင်တဲ့နေ့အဲ့ဒီကရင်ပြည်နယ်ရဲ့တန်ဖိုးကတန်းစီရမကဘူး ေခါနီးအဖိုးကြီးတို့ရေ ရောက်တမအဖိုးကြီးတို့ရေအမျိုးရောက်အဖိုးကြီးတို့ရေပြည်ဖြက်မျိုးဖြက်ပြည်နယ်ကိုရောင်းစားတဲ့အဖိုးကြီးတို့ရေပြည်သူလူထုကိုတောက်ခပေါင်းများစွာပေးနေတဲ့မအလားခွေတောက်တဲ့အကြီးစားလောက်ကောင်တို့ရေဟမ်ကရင်ပြည်နယ်သားမြန်မာတနိုင်ငံလုံးသားငိမ့်ချမ်းရေစစ်မနဲ့ငိမ့်ချမ်းရေလွတ်လပ်ရေရတဲ့နေ့ကကရင်အဲ့ဒီကရင်ပြည်နယ်အာစလိုင်းမကငါတို့ရမှာငါတို့ရရမှာလေပန်းစစ်ရမဟုတ်ဘူးတန်းကတိထောင်ဘီလီယံဒေါ်လာဘီလီယံပေါင်းများစွာနဲ့ငါတို့ရမယ် ောင်းစားဖို့ပဲတင်တို့စဉ်းစားကိုလူမျိုးကိုပြည်နယ်ကိုနိုင်ငံတနိုင်ငံလုံးကောင်းစားဖို့အတွက်မျိုးဆက်တဲ့အာလုံးအနာကကောင်းစားဖို့အတွက်မစဉ်းစားတဲ့ရက်တမသေးခါနီးအဖိုးကြီးတို့ရေငါနေတော့ဘယ်လိုမျိုးဆဲရမလဲကွာကဲအခုမှမပြောမယ်နော်ကရင်ပြည်နယ်မှာစစ်တပ်နေတဲ့ຫນွေဥတော်လာရဲ့အဖွဲ့အစည်းမှန်တွေနော်ကရင်ပြည်နယ်မှာစစ်တပ်နေတဲ့ PDF အဖွဲ့အစည်းတွေနော်ကရင်ပြည်သူလူထုဘက်မှာရတည်တဲ့ရိုးသားတဲ့ကရင်ကောင်းဆောင်တွေတချို့အကြီးအသေး နေတော့စစ်ခွေးစစ်သားကိုတိုက်စရာမလိုတော့ဘူးဒီရောက်มาတဲ့နော်ဒီရောက်มาပြီးတစ္ဆာဖောင်းတဲ့ဒီ KNU ကောင်းဆောင်နေမယ်တို့ပြန်တော့တိုက်ဆောက်ချစင်ထုတ်နော်စစ်ခွေးကိုနေတော့ဆက်တိုက်လို့စင်တော့မနိုင်ဘူးဘာလို့လဲဆိုတော့တို့ရဲ့ကောင်းဆောင်တို့အဖေခေါ်နေတဲ့တို့ရဲ့အဖူအဖူဖတ်ပြီးတွေကမအလာခွေးအကြီးစားဖြစ်နေလို့ဒလန်အကြီးစားဖြစ်နေတဲ့အကြောင်းအဲကြောင့်မအလာကိုနေတော့ဘလပဲနိုင်ချင်းနိုင်ချင်းတိုက်ချင်းတိုက်ချင်းဒီလိုမျိုးဒလန်အကြီးစားကိုဘေးနာမှာကိုကိုအောက်ချောက်နေတဲ့သူရဲ့ကိုကို ထိန်ချောက်နေသေးတည်းရဲ့ကိုဘယ်တော့မှမနိုင်ဘူးအဲကြောင့်မအလားကိုနိုင်စေချင်လို့ဆိုရင်ဒီအဖိုးတွေကိုဒီရောက်မာတဲ့တစ္ဆာဖောက်လောက်ကောင်စီးပွားရေးတမငွေမဲ့နေတဲ့ဒီရောက်တမခေါင်းဆောင်တွေကိုရအောင်စောက်ချစောက်ချပြီးမှမအလားကိုတိုက်စောက်ချလို့မရဘူးဆိုရင်ရအောင်ထွက်ပါကရင်ပြည်နယ်မှာနော်အမြန်နီးနဲ့ဆောင်လိုက်ပါနေတို့အလကားသိကောင်းမှာဒါမဲ့ဆက်တိုက်မယ်ဆိုရင်အနီးကရန်သူမအလားတောက်တိုင်အကြီးစားလောက်ကောင်ကြီးစားတွေကိုဖြိုးပါနော် လောက်ကောင်ကြီးစားငါခေါ်တာဒီလောက်ကောင်ဘီဇီရတယ်မဟုတ်ဘူးနော်ဒီကရင်လောက်ကောင် KNU ကောင်းဆောင်အဖိုးကြီးတကွနိုးရအောင်စောက်ချမယ်နိုးစင်ရမယ်နေတို့ဆက်တော့အမိတ်နာခံမယ်ဆိုရင်နေတို့ကိုပြန်တော့ရောင်းစားမှာပဲနော်အနုငင်းနဲ့နေတို့ရောင်းစားမယ်နေတို့ကိုအယောင်သွင်းမယ်ပြီးတော့နေတို့ပြန်တော့လောက်ကြမယ်အခုတို့လောက်တယ်လို့မျိုးလေးလေးနှစ်ကျော်တည်းနဲ့မှာ PD အသက်ရာပေါင်းများစွာထောင်နေစီတာဒီကရင်မိနေနဲ့အသက်ပေးစားတာနော်အဲ့ဒီဘောင်ဝေတန်းစီရာနဲ့တို့လဲလိုက်တာ ်ဖီဒီရတဲ့ပဲတေးတာမဟုတ်ဘူးကရင်ပြည်သူလူထုကလေးလူကြီးတမိသားစုလုံးအများကြီးပဲတေးနေရတယ်ရွာတွေလည်းအများကြီးပြာကြမြို့တွေလည်းအများကြီးပြာကြနောက်ဆုံးတော့ဘန်းဝေတန်စစ်ရနဲ့သူတို့အကောင်လုံးလဲလိုက်တယ်အဲကြောင့်ကရင်ပြည်နယ်ကိုစစ်ဆက်တိုက်မဲ့အဖွဲ့တွေတော်လန်ရေးအဖွဲ့တွေပေါ့နော်မင်းတို့ဘက်ကကရင်လူမျိုးကိုကာကွယ်ခြင်းနဲ့ကရင်ပြည်နယ်ကိုကာကွယ်ခြင်းနဲ့လူရောက်မှရဲ့လက်ထက်မှမရောက်အောင်နော်ကရင်ပြည်သူလူထုနေတို့ယုံကြည်တာဘလောက်ထောက်ပံ့ပေးလဲ 2023ရဲ့အခုထိညီတို့တောင်းတန်းကရင်ပြည်သူလူထုတွေမြန်မာတနိုင်ငံလုံးတိုင်းရင်းသားတွေအားလုံးညီတို့ကိုယ်ပိုင်မထောက်ပံ့ပေးတယ်။နော်။တို့ဘက်မှာညီတို့ရပ်တည်ပြီးတော့ညီတို့ကဆက်ပြီးတော့ကာကွယ်မယ်ဆက်ပြီးတော့လှုပ်ပေးမယ်ဆိုရင်ဒီအဖိုးကြီးရဲ့စကားကိုညို့ဆက်ပြီးတော့နာခံလို့မရတော့ဘူး။ဒီအဖိုးကြီးကိုညီတို့ရအောင်ဆုတ်ရမယ်။တို့စင်ထုတ်ရမယ်။မအားလာကိုနော်။မအားလာကမအားလာကိုငါတို့ပြန်တော့တိုက်တယ်လို့မျိုးဒီအဖိုးကြီးတွေကိုညို့ပြန်တော့တိုက်ရမယ်။ဒီအဖိုးကြီးကပြည်သူလူထုကိုအနှုတ်အနီးနဲ့သတ်တယ်မအားလာကပြည်သူလူထုကိုအကြံဉာဏ်နဲ့သတ်တယ် နော်အဲ့ကြောင့်ဒီတော့ပြည်သူအချစ်ပါတယ်ပြည်သူအတွက်တို့လောက်ပါတယ်ပြောနေတဲ့အော်နေတဲ့ဟိုဘူဒီဘူဒီအားလုံးတော်လန်ရေးခေါင်းဆောင်တွေပေါ့နော် နေတော့ဒီအဖိုးကြီးတရားစကားကိုဆက်ပြီးတော့နာခံမယ်ဆိုရင်မကြခင်နေတော့အလောက်ကျန်တပ်ဖြတ်ခံရမယ်နော်အဲ့ကြောင့်အသေးခံမလားအသေးမခံချင်ဘူးပြည်သူလူထုဆက်ပြီးတော့ကာကွယ်မယ်ဆိုရင်ဘာကိုစင်းသိမ့်လဲဘာကိုလှုပ်သိမ့်လဲဒီချိန်ဒီခါမှာနော်နေတော့နေလို့မရတော့ဘူးအော် ဒီအဖိုးကြီးတွေကိုလည်းပြန်တော့လှုပ်လို့မရဘူး။တော်လန်ကြီးကိုတော့ဆက်ပြီးလှုပ်ချင်လို့ရှိရင်တခြားနေရာမှာသွားလှုပ်ပါ။ဒီကင်းရင်မင်းမှာဆက်ပြီးလှုပ်မယ်ဆိုရင်အလကားအချိန်ကုန်မယ်တို့အလကားသိမယ်။ပြည်သူလူထုငွေလည်းအလကားကုန်မယ်။နော်ဒါမဲ့တကယ်ဆက်လှုပ်ချင်တဲ့ဘယ်နေရာမှမပြောင်းချင်ဘူးဆိုရင်တို့တိုက်ရမယ့်ကောင်ကဒီကင်းရင်တစ္ဆာဖောက်လောက်ကောင်ကောင်းဆောင်ဒီအခုဘတ်ငွေတန်းစီရာကိုလက်ခံတဲ့ဒီကောင်းဆောင်တွေကိုလည်းပြန်တော့ဆင်ရမှာ။နော်အဲ့ဒါပဲ။ပြပြသားလောက်ပါ။ လောက်မရဲဘူးဆိုရင် အမြန်နည်းနဲ့စောင်းပါဆက်ပြီးတော့နေတဲ့လူတွေလောက်လို့မရဲဘူးဆက်ပြီးတော့နေတဲ့လူတွေဆိုရင်တို့အကောင်လုံးသိကုန်ပါအကောင်လုံးသိမယ်အကောင်လုံးသိမယ်ဒါသိကြပဲเนาะအဲ့လောက်ပဲเนาะ